အားလုံးပဲမင်္ဂလာပါအခုပြောပြပေးမယ့်ပုံမြင်လေးကတော့အားလုံးနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ရွေးကုန်တဲ့အကြောင်းလေးပဲဖြစ်ပါတယ်ပုံမြင်လေးမစတင်ခင် like subscribe နဲ့ noti ခေါင်းလောင်းလေးကိုနှိပ်ပေးဖို့တောင်းဆိုပါတယ်ဒါဆို ပုံမြင်လေးစကြရအောင်ရှေ့လွန်လေပြီးတော့အခါဒေဒီဝတိုင်းဝဲပညာရှိရွေးကုန်တဲ့နဲ့လောဘယမဲကြီးတော့ရွေးကုန်တဲ့မိုက်တို့နှစ်ဦးရှိကြကုန်တဲ့ တဏီသောအခါရွဲကုန်တဲ့နှူးတို့သည်ဘဲရောင်သွားကြသည်ရှိသောနီဝဟမိသောမြစ်ကိုကူး၍ရိဋ္ဌပုရမိသောပြည်သို့ရောက်ကြလေ၏ထို့နောက်မြို့ရင်းသို့ဝင်ကြ၍မိမိတို့နှစ်သက်ရာလမ်းရက်ွက်တို့ကိုရွေးချယ်ကာအတီးတီးရောင်းကြလေ၏ထိုမြို့၌ရှေ့အခါကတထေးတူးသည် သာသမီဆွေမျိုးညာတိပစ္စည်းဥစ္စာနှင့်တကွာအလုံးစုံပျက်စီး၍သူငယ်မတစ်ယောက်နှင့်အဘွားဟုတ်တစ်ယောက်အားဖြင့် မြေဖွားနှစ်ယောက်သာကျင်းကြံလေ၏ထိုမြေဖွားနှစ်ယောက်တို့သည်သူတစ်ပါး၏အခါစားကူလီအလုပ်ကိုလုပ်၍အသက်မွေးကြကုန်၏၎င်းတို့၌ကရှေခါကတတိယကြီးသုံးဆောင်သောခွက်တလုံးရှိ၏မသုံးဆောင်ပဲထားသဖြင့်တန်ကြီးအလေးလေးကပ်၍ရွှေခွေမန်းပင်မတိကြတော့ချေထိုအချိန်ရွဲကုန်တဲ့မိုက်သည်ရွဲရောင်ရင် အိမ်ရှိသို့ရောက်လာသောအခါ ကလေးမငယ်သည်ရွဲကုန်တဲ့ကိုမြင်၍ရွဲဝဲခြင်းသည့်အတွေ့ ွားအိုအားပူဇော်လေ၏အဖွားသမီးရွယ်လိုချင်တဲ့ဝယ်ပေးပါလားဟုဆိုလေ၏ဘွားအိုလည်းသမီးကူလီလှူစားသောငါတို့မှာပစ္စည်းဥစ္စာနွမ်းပါလာသဖြင့်အဘယ်မှာဝယ်နိုင်ပါမလဲဟုဆိုလေ၏သူငယ်မကအဖွားသမီးတို့မှာမသုံးတော့တဲ့ခွက်တစ်လုံးရှိတယ်အဲ့ဒီခွက်နဲ့လဲလေဝယ်ယူမည်ဟုဆိုပြန်သောအခါအဘွားကသဘောတူ၍ရွယ်ကုန်တဲ့မိုက်ကို ခေါ်လေ၏ ရဲကုန်တယ်မှရောက်လာသောအခါမြေးဘွားနှစ်ယောက်တို့လည်းမြင့်ပေသောခွက်ဟောင်းကိုယူကပြ၍အဘွားအုပ်ကပြောလေ၏အရှင်ရဲကုန်တယ်ဤခွက်ကိုယူပါသင်နမငယ်အားအနှဲငယ်သောရဲကိုပေးပါခွက်နှင့်ရဲလဲလေပေးရစေဟုဆိုလေ၏သူရဲကုန်တယ်မှလည်းခွက်ကိုယူ၍အသာချစ်ကြည့်သောအခါရွှေခွေမှန်းတိလေ၏ထို့နောက်ရဲကုန်တယ်မှလည်းရုံတရားအနှဲငယ်များမပေးလိုပဲ လောဘယမက်ငန်းငန်းတက်ခါအလကားယူလို့သဖြင့်ကောက်ကျစ်ဆင်းလဲသောစိတ်ဖြင့်ဒီခွဲဟာဘာအသုံးကြသလဲပဲဝဲလောက်မြအဖိုးမတန်ဟုဆို၍ဖက်ကိုပြစ်ချကာသွားလေ၏မကြမီပညာရှိရဲကုန်တွေရောက်လာကမြေးဖွားနှစ်ယောက်တို့လည်းတပံခေါ်၍ရွေးနှင့်လဲရန်ပြောပြန်၏ပညာရှိရဲကုန်တွေလည်းခွက်ကိုယူ၍ကြည်သောအခါရွှေခွက်မှန်းသိ၍အဖွားဤခွက်ကရွှေခွက်ဖြစ်သည်အဖိုးတသိန်းထိုက်တန်၏ ကျွန်ုပ်မှာအဖို့တသိန်းနဲ့ညီမြသောပစ္စည်းမပါဟု အမှန်တိုင်းပြောလေ၏ဒုက္ခအဖွားဦးသည်အရှင်ရွဲကုန်တယ်အရင်လာသောရွဲကုန်တယ်မှာဤခွက်ကပဲဝဲမြအဖို့မတန်းဟုပြောကမြေတွင်ပြစ်ချ၍ထွက်သွားပါသည်တင်ဤကုသိုလ်ကံကြောင့်ရွှေခွက်ဖြစ်လာဟန်တူပါသည်တင့်အားပေးပါမည်ငါတို့အားသမီးငယ်လေးအတွက်နည်းငယ်မြသောရွဲကိုပဲပေးပါဟုဆိုလေ၏ လောကပညာရှိရွယ်ကုန်တယ်လေမိမိတွင်ပါသောငွေအသက်ပြား900နှင့်ကျန်ရှိသော900တန်သောပစ္စည်းပါ ပေးပြီလျင်ဘုရုကငွေရှိအသက်ပြားတို့ကသာတောင်းကရွှေခွက်ကိုယူ၍မြင်းသားတို့အမြန်သွားပြီးဘုရုလီငှားလျက်မြစ်ကိုကူးလေ၏တပံရွယ်ကုန်တယ်မိုက်လဲထိုမြေးဖွာအိမ်စီတို့ပြန်လာကရှင်မခွက်ကိုယူခဲ့လော့ရွယ်အနေငယ်ပေးမိဟုဆိုလေ၏ဖွာဦးကလည်းရွယ်ကုန်တယ်မိုက်အား ဆဲရဲ၍ပြောလေ၏တင်ကအဖိုးတသိန်းတန်ငါတို့ရွှေခွက်ကိုပဲဝဲမြမတန်အောင်ပြောခဲ့သည်တရားဆောင်၍တက်မဲ့မန်ကန်သောရွဲကုံတွေတယောက်လာ၍အဖိုးတထောင်ပေးကယူသွားလေပြီဟုဆိုသောအခါရွဲကုံတွေမိုက်လဲအဖိုးတသိန်းတန်ရွှေခွက်ကိုဆုံးရှုံးလေပြီဟုတွေးမိသောအခါစိုးရင်ပူပန်ခြင်းနှိပ်ဆက်သဖြင့်ဗယံမတာဖြစ်ကသတိလက်လွတ်ဖြစ်၍မိမိလက်တွင်ပါလာသောငွေသပြာနှင့်ဥစ္စာပစ္စည်းတို့ကိုအိမ်ဝါတွင်ပြစ်ချကပညာရှိရွဲကုံတွေကိုတတ်ရန် လမ်းကိုကိုင်းလျက်လိုက်လေ၏။မြစ်ကမ်းသို့ရောက်လီသောအခါကရုဖြစ်ကူးသွား၍မြင့်လေသို့ရောက်နေသောပညာရှိရွယ်ကုန်တွေကိုမြင်လျင်ဒေါသအမျက်ကြီးစွာထွက်၍အသက်ကိုတက်၍ယူမီဟုတွေးကာအန်ကျိတ်လျက်ဟေ့ကရုသမားလေကိုပြန်လက်ခဲ့စမ်းဟုကျုံးဝါအော်ဟစ်တော်လဲပညာရှိရွယ်ကုန်တွေကကရုသမားကိုမတွားရင်တားမြစ်ကရှေ့သို့သာဆက်သွားလေ၏။ထိုအခါရွယ်ကုန်တွေမိုင်လဲတောကဖီစီ ဒေါသမိကိုချုပ်ထိန်၍မရနိုင်တော့ဘဲရင်ကွဲ၍တည်ဆုံးရလေတော့၏လူသားများအားလုံးကျမ်းမာချမ်းသာ၍ဘေးပရာတွေဝေးကွာပြီးလူအင်ဆန္ဒများပြေဝကြပါစေ။